ရှမ်းပြည်နယ်မြောက်ပိုင်းမှာ PNL ကသိမ်းပိုက်ထားတဲ့ကြောင်မဲမြို့ပေါ်ကိုစစ်ကောင်စီကဒီကနေ့မနက်အစောပိုင်းမှာဒုတိယကြိမ်ဖြင့်လေယာဉ်နဲ့ပုံကျဲချခဲ့တယ်လို့ဒေသနေပြည်သူများကပြောဆိုထားပါတယ်။ဒီကနေ့ဇွန်လ28ရက်နေ့မနက်အစောပိုင်း3:46မိနစ်အချိန်နဲ့3:51မိနစ်အချိန်တို့မှာစစ်ကောင်စီရဲ့လေယာဉ်တွေက ကြောင်မဲမြို့ပေါ်မြောက်ကုန်းဆောက်လုပ်ရေးဝန်ထဲကိုဘုံနှလုံးကျဲချသွားခဲ့ပြီးဆိုပါဘုံကျဲချမှုကြောင့်ထိခိုက်ပျက်စီးမှုများရှိပြီးလက်တော်မှာအခြေအနေအသေးစိတ်ကိုမသိရသေးဘူးလို့ဆိုပါရယ်မနေ့အစောပိုင်းတနားရီဝန်းကျင်လောက်လာကျဲသွားတာပါလူတွေကတော့လေရင်နဲ့ဘုံလာကျဲနိုင်တယ်ဆိုပြီးနုံနုံကြကြရှိကြတယ်ဆောက်လုပ်ရေးယုံပျက်စီးတယ်လို့တော့ကြားတယ်အထီးကြတော့မသိရသေးဘူးလို့ကြောင်မဲဒေတာပြည်သူလူကပြောဆိုထားတာပဲဖြစ်ပါရယ်ဇွန်လ24ရက်နေ့ကလည်းကြောင်မဲမြို့ကိုစစ်ကောင်စီတပ်ကပထမအကြိမ်ဖြင့်လေရင်နဲ့ဘုံနှလုံးကျဲချခဲ့ရမှာ ပန်းစပယ်လက်ဖိအဆိုင်အနီးနဲ့ဆံပြထမင်းဆိုင်ပေါ်ကိုကြားရောက်ပောက်ခွဲခဲ့ပြီးပြည်သူ၄ဦးသေဆုံးကအများပြားဒဏ်ရာရရှိထားပါတယ်။အလားတူပဲဇွန်လ26ရက်နေ့စစ်ကောင်စီတပ်ကနောင်ချိုမြို့ပေါ်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဟောက်ပဇာလမ်းကြီးနဲ့ပစ်ခတ်လိုက်တာကြောင့်ပြည်သူ၂ဦးဒဏ်ရာရရှိပြီးနေအိမ်၃လုံးထိမှန်ပျက်စီးသွားတယ်လို့လည်း TNL ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဇွန်လ26ရက်နေ့မနက်7:30မိနစ်အချိန်ခန့်ကလည်းနောင်ချိုမြို့ဈေးရနေမြေကိုမှတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်ကဟောက်ပဇာလမ်းကြီးလေးလုံးပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတို့အုတ်ထိမှန်တန်ရာရရှိခဲ့ပြီးစစ်ရှောင်နေတဲ့ပြည်သူလူထုနေအိမ်တစ်လုံးနဲ့ထိမှန်ပြီးတောင်သွားခဲ့တယ်လို့သိရပါဗျ။ထို့တူပဲဇွန်လ25ရက်နေ့ည10:45မိနစ်အချိန်ကစစ်ကောင်စီတပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးရှင်းလုံးကနောက်ချိုးမြို့ဇေယျကွက်နေမြေတစ်ဆင်မှာနေအိမ်တစ်လုံးကိုထိမှန်သွားခဲ့ပြီးအချို့မှာကြောက်ကိုဖုန်ကြီးကြောင်အောက်ဖက်တောထဲမှာကြားရောက်ပေါက်ကွဲသွားခဲ့တာဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်ကဇွန်လတရလုံးပြစ်ခတ်ရစေးကြီးညာထားတော်လဲနောက်ချိုးမြို့နယ်အတွင်းကိုအပြင်းထန်ထိုးစစ်ဆင်နေကနောက်ချိုးမြို့ပေါ်ကိုလည်းလက်နက်ကြီးများနဲ့ပြစ်ခတ်ခြင်း လေနဲ့ဘုံကျဲချင်းများဆက်တိုက်လှုပ်ဆောင်လျက်ရှိတယ်လို့ TNL ရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားတာပဲဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်ဆောင်ကရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်ဆုံးရှုံးထားတဲ့မြို့နယ်များအနက်မှာမြို့ပေါ်ဧရိယာတွေကိုအထူးကဖြစ်နိုင်တဲ့များအများပြန်လဲတိုက်ခိုက်သိမ်းပိုက်ဖို့ညွှန်ကြားလာတဲ့သတင်းမှာအကြမ်းဖက်စစ်ကောင်ဆောင်မရောက်နိုင်ကရွေးကောက်ပွဲကျင်းပဖို့အတွက်ဆုံးရှုံးထားတဲ့မြို့နယ်များအနက်မှာမြို့နယ်တစ်ခုလုံးသိမ်းပိုက်ချက်ထက်မြို့ပေါ်ဧရိယာများကိုသာဖြစ်နိုင်တဲ့များအများဆုံးအထူးကပြန်လဲသိမ်းပိုက်ဖို့ညွှန်ကြားထားတယ်လို့ နေပြည်တော်စစ်ဘက်သတင်းမြင့်များကပြောဆိုထားပါတယ်။အကြမ်းဖက်စစ်ကောင်စီကနိုင်ငံတော်မှာထိုးစစ်များအရှိန်ဟုန်မြင့်တဲ့နေရာမှာဆုံရှုံထားတဲ့မျိုးနယ်များအနက်မှာဖြစ်နိုင်မယ်ဆိုကမျိုးနယ်ဧရိယာတစ်ခုလုံးကိုတိုက်ခိုက်သိမ်းပိုက်ဖို့တကယ်လို့မျိုးနယ်ဧရိယာတစ်ခုလုံးကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ရန်ခက်ခဲပါကမျိုးပေါ်ဧရိယာများကိုဦးစားပေးသိမ်းပိုက်ဖို့ညွှန်ကြားထားတာဖြစ်တယ်လို့သိရပါတယ်။ဆုံရှုံထားတဲ့နေမြေတွေမှာမျိုးနယ်တစ်ခုလုံးကိုသိမ်းပိုက်နိုင်တဲ့အခြေအနေနဲ့အခွင့်အရေးရှိရင်မျိုးနယ်ဧရိယာတစ်ခုလုံးပေါ်တကယ်လို့မျိုးနယ်ဧရိယာတစ်ခုလုံးပြန်လည်သိမ်းပိုက်ဖို့ခက်ခဲတယ်။ ကြာရှည်မယ်ဆိုရင်မြို့ပေါ်ဧရိယာကိုအ धिक ဥတီပြန်လဲတိုက်ခိုက်သိမ်းပိုက်ဖို့ညွှန်ကြားချက်ရှိတယ်။အ धिक ရွေးကောက်ပွဲအတွက်မြို့ဧရိယာကိုဦးစားပေးသိမ်းခိုက်တဲ့သဘောလိုနားလည်ပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းမြေများကရှင်းပြထားတာဖြစ်ပါတယ်။အခြားဘက်စစ်ကောင်းဆောင်ဟာဆုံးရှုံးထားတဲ့နေမျိုးတွေကိုပြန်လဲသိမ်းပိုက်နိုင်ဖို့အတွက်အင်အားထောင်ချီတုံးပြီးထိုးစစ်ဆင်ခိုင်းရမှာနေမျိုးများကိုပြန်လဲတိုက်ခိုက်သိမ်းပိုက်နိုင်တဲ့စစ်ကြောင်းမှရရှိတဲ့စစ်သည်များအားလုံးကိုယာတို့တို့ပေးခြင်းမတ်လောက်သောစုငွေနဲ့ခွေရင်းများကိုပါချီးမြှင့်ပေးမယ်ကြောင်းမလုံးပေးထားတယ်လို့သိရပါဗျ နေမျိုးများကိုပြန်လဲသိမ်းပိုင်ရေးထိုးစစ်ဆင်နေတဲ့စစ်တပ်စစ်ကြောင်းများမှာလက်နက်ခဲယံရိခါများကိုစင်စက်မပြတ်အဆက်မပြတ်ပေးပို့နိုင်ဖို့စစ်ကြောင်းတစ်ခုချင်းစီအတွက်တီးတန့်ထောက်ဖို့တပ်ဖွဲ့များကိုပါဖွဲ့စည်းပေးထားပြီးစစ်ဘောစစ်ကြောင်းတစ်ခုချင်းစီအတွက်ထောက်ဖို့တပ်ဖွဲ့ဝင်များမှာရခင်ကမရှိခဲ့ဘူးလို့သိရပါတယ်။စစ်ကောင်းဆောင်မြောင်းနိုင်ငံရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလမှာ2026ခုနှစ်ဇန်နဝါရီလအထိလေးပတ်တာကျင်းပသွားရန်စီစဉ်ထားပြီးတပ်နိုင်သမျှနေမျိုးများအားလုံးမှာရွေးကောက်ပွဲကျင်းပနိုင်ဖို့လှုံ့ဆော်နေတယ်လို့ထုတ်ဖော်ပြောဆိုထားပါတယ်။ ကျမ်းမမြို့မှာပြည်သူပိုင်းပစ္စည်းတွေကိုလိုက်လံခိုးယူနေတဲ့စစ်ကားနှစီကိုပြစ်ခတ်တိုက်ခိုက်မှုမှာစစ်သား9ဦးသေဆုံးသွားတဲ့တဲ့င်းကိုလည်းဖော်ပြပေးပါမယ်။မကွေးတိုင်းပခောက်ကူမြို့နယ်ကျမ်းမမြို့တွင်ပြည်သူပိုင်းပစ္စည်းများကိုလိုက်လံခိုးယူနေတဲ့စစ်ကားနှစီကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သား9ဦးသေဆုံးခဲ့တယ်လို့ပခောက်ကူဖိဖက်တဖန် post PPDF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ဒီမနေ့ဇွန်လ26ရက်နေ့မနက်10:00နာရီဝန်းကျင်ခန့်ကကျမ်းမမြို့တွင်ပြည်သူပိုင်းနေအိမ်များတွင်မှပစ္စည်းများကိုလိုက်လံခိုးယူတင်ဆောင်နေတဲ့စစ်ကားနှစီကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေကကာမမြို့ရဲတနေရာမှာအလင်းငိုက်တိုက်ခိုက်ခဲ့ရမှာစစ်သား9ဦးသေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။မြို့ထဲမှာကာနစီနဲ့ကင်းလည်နေရင်ပြည်သူပိုင်းပစ္စည်းတွေလိုက်ခိုးနေတဲ့စစ်ခွေးတွေကိုတိုက်ခိုက်ခဲ့တာပါ။အပြန်အလှန်ပြစ်ခတ်မှု10မိနစ်လောက်ကြာခဲ့ပါတယ်။နောက်ထပ်ထပ်တိုးသေဆုံးထိခိုက်မှုကတော့မသိရသေးဘူး။စစ်ကြောင်းကပေါက်ဘက်ကိုဥတီထွက်နေတာပါ။ပြည်သူတွေအနေနဲ့ထိုးကယူးဆိုင်နေထိုင်ပေးကြဖို့တိုက်တွန်းချင်ပါတယ်လို့ပခုတ်ကိုဖိဖက်ထပ်ဖန်ဖို့ PPDM မှာတာဝန်ရှိသူတို့ကပြောဆိုထားပါဗျ။အဲ့ဒီတိုက်ခိုက်မှုကတော့ ခုတ်ကူဖိဖက်တဖန် post ppdf absd ရဲ့အမှတ်30ကြောင်းအောင်ကျော်အပ်ကြီးမြို့နယ်ပါလာဖောင်ထိုင်ကား warrior force twf အညာမြေပြောက်ကြားတပ်ဖွဲ့ကိုစော်မိုင်းကိုရီကန်းနဲ့ကိုဗလာဦးဆောင်တဲ့လူငယ်ပြောက်ကြားတပ်ဖွဲ့ ygf တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအထူးကဲမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ထို့ပြင်ဇော်လာစားမိုက်ကစပြီးပခုတ်ကူမြို့ခြေဆိုင်တပ်မတရတဲမှာပေါင်းမြို့နယ်ဘက်ကဦးတီကအင်အားလုံးနဲ့ထွက်လာတဲ့ရိခါပိုးစစ်ကြောင်းမှာကံမမျိုးတွေကိုရောက်ရှိလာခဲ့ပြီး ဆိုပါစစ်ကြောင်းကြောင့်ကာမမြို့မှပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်းနဲ့ထိုကဲ့သို့ထွက်ပြေးတိမ်းရှောင်နေစမှာပြည်သူပိုင်းနေများကိုစစ်တပ်ကမိရှို့ခြင်းပြည်သူပိုင်းပစ္စည်းများကိုလူရဲခိုးယူမှုများလှုံ့ဆော်လျက်ရှိတယ်လို့သိရတာပါဆိုပါစစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်လျက်ရှိရမှာစစ်တပ်စစ်ကြောင်းမှလူရခီးကိုရောက်ရှိနိုင်ခြင်းမရှိပဲစစ်ကြောင်းထွက်ရလမ်းတစ်လျှောက်ရှိကျေးရွာများစစ်ပစ်ဆောင်စခန်းတွေကိုစစ်တပ်ကလေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်ခြင်းများလှုံ့ဆော်လျက်ရှိတယ်လို့သိရပါတယ်ဒီတစ်ခါမန္တလေးမြို့နီးကိုဗဟိုပြုတ်ပြီး အင်းအား၄.၃ဆင့်ရှိငလျင်နှုတ်ခဲ့ပြီးမန္တလေးနဲ့ပြည်ဦးလယ်တို့မှာတိသာစွာခန်းစားခဲ့ရတဲ့အကြောင်းကိုဖော်ပြပေးချင်ပါတယ်။ဒီကနေ့မနက်အစောပိုင်းမှာမန္တလေးမြို့အနီးကိုဗဟိုပြုတ်ပြီးအင်းအား၄.၃အဆင့်ရှိတဲ့ငလျင်နှုတ်ခဲ့ပြီးမန္တလေးနဲ့ပြည်ဦးလယ်တို့မှာတိသာစွာခန်းစားခဲ့ရတယ်လို့ဒေသပြည်သူများရဲ့ပြောဆိုချက်နဲ့အမျိုးသားညီညွတ်ရေးဆိုရာသားချက်စာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒီကနေ့ဇွန်လ28ရက်နေ့မနက်3:28မိနစ်အချိန်ခန့်က မန္တလေးမြို့ရဲ့အရှေ့ဘက်25ကီလိုမီတာအကွာမြေရောက်အနက်30ကီလိုမီတာကိုဗဟိုပြုပြီး Richter scale 4.3အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းကလေးတစ်ခုလောက်ခတ်ခဲ့ပြီးစိုးပန်းကလေးဟာသခိုင်းကလင်ကြီးရဲ့နောက်ဆက်တွဲကလေးငယ်ဖြစ်တယ်လို့မြို့သားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့တဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။အဲ့ဒီကလင်ကြောင်းဒီကနေ့မနက်ပိုင်းမှာမန္တလေးနဲ့ပြည်ဦးလွင်တို့မှာတိသားစွာခန်းစားခဲ့ရပြီး အထူးသဖြင့်မန္တလေးမှာအလွန်သိတာခဲ့တယ်လို့မန္တလေးမှာဒေသနေပြည်သူတို့ကပြောဆိုထားပါဗျ။ငလျင်တော့တော်တော်များများနှုတ်ကုန်ကြတယ်။အချိန်တော့အရမ်းမကြဘူးဗျာ။တစ်ချက်ဖဲဝုံးဆိုပြီးနှုတ်ပြီးပြီးသွားတယ်။စောင့်တွန်းလိုက်တယ်လို့ပဲလို့မန္တလေးမြို့မှာပြည်သူတို့ကဆိုပါဗျ။ဒီဦးလွေမှာပြည်သူတချို့ကလည်းဒီကနေ့မနက်3:28မိနစ်အချိန်ကလှုပ်ခတ်ခဲ့တဲ့ငလျင်မှာအလွန်သိတာတယ်လို့ပြောဆိုပါဗျ။မလာ28ရက်နေ့ကပြင်အား9.8ဆင့်ရှိတဲ့စကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်နောက်ဆက်တွဲငလျင်ငယ်များလှုပ်ခတ်ခဲ့ရမှာ စုစုပေါင်းငလင်ငယ်အခြေရေ200နီးပါးလောက်ခက်ခဲ့တယ်လို့ဘိုးလီဝေါ်တာနဲ့ဇလာဗေဒာညှို့ချောင်းမှုဦးစီးဌာနကလည်းသတင်းထုတ်ပြန်ထားပါဗျ။မြန်မာပြည်သူတွေကိုအကြမ်းဖက်စစ်တပ်ရဲ့စစ်ရာဇဝတ်ရန်စွဲမှကာကွယ်ပေးနိုင်ရေးအတွက်တရားခဏ်မင်းအွန်လိုင်းကိုနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကဖမ်းဝရမ်းအချိန်မီထုတ်ပြန်ပေးဖို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာအမကြီးဦးကျော်မိုးထွန်းကတောင်းဆိုတိုက်တွန်းလိုက်ပါတယ်။ဂျပန်နဲ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာ ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာဆောင်ကြီးအစည်းအဝေးရဲ့ကာဝယ်မှုပေးရန်တာဝန်ရှိမှုနဲ့လူမျိုးတုံးတက်ပြတ်မှုစစ်ရဆွဲမှုလူမျိုးစုအလိုက်တုတ်တင် ရှင်းလင်းမှုနဲ့လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ပြစ်မှုများကာကွယ်တားဆီးရေးနှစ်၂၀ပြည့်အထိမ်းအမှတ်အစည်းအဝေးမှာတာဝန်ကြီးကထပ်ပါတိုင်းတောင်းဆိုလိုက်ခြင်းလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများရဲ့တရားခဏ်ဖြစ်တဲ့မရောက်နိုင်ကိုဖန်ဆီးပြီးနိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ pre-trial ရဲ့အချိန်ပါမှာစစ်ဆေးဖို့နိုင်ငံတကာရာဇဝတ်ခုံရုံးရှင်တွေက 2024ခုနှစ်နိုဝင်ဘာလအတွင်းဝရမ်းလျှောက်ထားခဲ့တဲ့အပေါ်ကြိုးစိုးလက်ခံပါကြောင်းနဲ့ချိန်ပါအနေနဲ့နိုင်ငံတကာရာစုခုံရုံးရဲ့ဖမ်းဝရမ်းအမိန့်ကိုလည်းအချိန်မီထုတ်ပြန်ပေးရန်တိုက်တွန်းလိုကြောင်းနဲ့ဒို့မှသာပြည်သူများရဲ့အသက်အိုးအိမ်နဲ့စစ်တပ်ရဲ့ရာဇဝတ်မှုရန်စွဲမှကာကွယ်ပေးနိုင်မှာဖြစ်တယ်လို့တန်အမကြီးဦးကျော်မထွန်းကပြောဆိုလိုက်တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာစစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများမြောက်တဲ့အပြည်ပြည်ဆိုင်ရာဥပဒေချိုးဖောက်မှုများရဲ့တံကိုအရက်သားပြည်သူများကခါးစည်းခံရတယ်လို့ အတွင်းမှုချုပ်ရဲ့အစီရင်ခံစာမှာလည်းဖော်ပြထားကြောင်းနဲ့အကြံဖက်စေအုပ်စုအနေနဲ့ပြည်တွင်းတရားဥပဒေစိုးမိုးမှုတွေကိုဖျက်ဆီးထားတဲ့အပြင်အကြံဖက်မှုများနဲ့ဖိနှိပ်ချုပ်ချယ်မှုတွေကိုစနစ်တကျဆက်လက်ကျူးလွန်နေခြင်းကိုကြီးကြီးအပြင်၎င်းတို့ဟာမြို့အတန်းနဲ့အပြည်ပြည်ဆိုင်ရာဥပဒေတို့အားအရေးမဆိုင်ကြောင်းကိုညံ့နာပြောင်စွာပြသနေတယ်လို့လည်းတန်အမတ်ကြီးကနိုင်ငံတကာကိုတည်ပြထားပါတယ်။စေအုပ်စုအနေနဲ့ပြည်သူများပေါ်ရက်ဆက်ကြမ်းကြုတ်မှုတွေကိုဆက်လက်ကျူးလွန်နေပြီးစစ်မှတ်ပြုခြင်းများကိုလည်းနေ့စဉ်နဲ့များတိုးမြင့်လောက်ဆောင်လျက်ရှိကြောင်းနဲ့စေအုပ်စုနဲ့ ၎င်းတို့နဲ့ဆက်နွယ်နေသူများရဲ့ရဲရဲဆက်ဆက်တက်ဖြတ်ခြင်းကိုခံရတဲ့ပြည်သူဥယေ6800ကျော်ရှိတယ်လို့အတည်ပြုထားနိုင်ပြီးကိန်းကနဲအမှန်မှာထုတ်ထက်ပုံမပြင်းမနိုင်ကြောင်းလည်းဥကြုံမထွန်းကထည့်သွင်းပြောဆိုထားပါဗျ။ထို့ပြင်မြန်မာနိုင်ငံမှာလူသားချင်းစာနာမှုအခြေအနေမှာဆိုးရွားလျက်ရှိနေပြီး3.5%ကျော်မှနေရဲဆုံးခွာနေရသလိုတန်း30%ကျော်မှလူသားချင်းစာနာထောက်ထားမှုအကူအညီများအရေးပေါ်လိုအပ်လျက်ရှိကြောင်းနဲ့အဆိုပါတန်း30အနက်30.4%အမျိုးသမီးများနဲ့မိန်းကလေးငယ်များဖြစ်ကြပြီး6.3%ကလေးငယ်များဖြစ်ကြောင်းနဲ့ ထိုနည်းတူစွာမတန်ဆွမ်းသူများနဲ့အခြားသောဖဲချင်းခံထားတဲ့အုပ်စုများအနေနဲ့လည်းအလားတူအခြေအနေများအောက်မှာထိခိုက်လွယ်လျက်ရှိကြောင်းရဝင်ကြများအနေနဲ့လည်းနေရက်တို့ဘေးကင်းလုံခြုံစွာတိတ်ခါရှိစွာနဲ့စာနာလျောက်ပြန်လည်သွားရောက်ရေးအတွက်လည်းမရေရာမှုများနဲ့ရင်ဆိုင်နေရတယ်လို့သိရပါဗျ။2005ခုနှစ်ကမ္ဘာထိပ်သီးအစည်းအဝေးမှာအတည်ပြုပြဌာန်းခဲ့တဲ့ R2B စီမံအရာပြည်သူလူထုကိုလူမျိုးတုံးတစ်ဖက်မှုစစ်ရာဇဝတ်မှုများလူမျိုးစုအလိုက်တုတ်တင်ရှင်းလင်းမှုနဲ့ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများကျူးလွန်ခံရခြင်းမှကာကွယ်ပေးရန်နိုင်ငံများတွင်တာဝန်ရှိတယ်လို့အလေးထားဖော်ပြထားကြောင်းနဲ့နိုင်ငံတကာနိုင်ငံအနေနဲ့ထိုးထိုးဆောင်ရွက်ရန်ပြက်ကွက်လျက်သို့မဟုတ်ပါက၎င်းကိုယ်တိုင်ကအဆိုပါပြစ်မှုများကျူးလွန်သူဖြစ်လျက်နိုင်ငံတကာတိုင်ဝမ်ကစူပေါင်းအရေးယူဆောင်ရွက်ရန်တာဝန်ရှိပါကြောင်းမြန်မာနိုင်ငံရဲ့အချက်တဲကကြေကွဲပွဲကောင်းတဲ့ဥပမာတစ်ခုပင်ဖြစ်နေကြောင်းလည်းတမ်းမဲ့ကြီးဥကြုံမထုံကဆိုပါတယ်စေအုပ်စုအနေနဲ့ပြည်ထောင်ကင်းလုတ်ခွင့်ကိုအသုံးချကလူမဆန်တဲ့လုပ်ရည်တွေကိုစားတော့ကျူးလွန်နေပြီး ပြည်တွင်းဥပဒေများနဲ့အာတုပင်ဤစည်းမျဉ်းနှစ်သာရအပအဝင်အပြည်ပြည်ဆိုင်ရာဥပဒေတို့ကိုပါချိုးဖောက်လျက်ရှိကြောင်းနဲ့မြန်မာနိုင်ငံလူ့အခွင့်အရေးချိန်နေဆိုင်ရာအထူးစီရင်ခံစာတင်သွင်းသူနဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်တရာတို့က၎င်းတို့လက်ဝဲမှာဆေးဥစုမှစနစ်တကျကျူးလွန်ထားတဲ့လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဆိုင်ရာအထောက်အထားအလုံးလောက်ရှိတယ်လို့အတည်ပြုထားကြောင်းနိုင်ငံတကာတိုင်ဝန်အနေနဲ့ အဆိုပါသက်သေအထောက်အထားတွေကိုအသုံးပြုပြီးရာဇဝတ်သားတွေကိုတရားဥပဒေအရတာဝန်ခံမှုရှိစေရန်ဆောင်ရွက်ရမှာဖြစ်ကြောင်းတန်မကြီးကတိုက်တွန်းပြောဆိုသွားတာဖြစ်ပါတယ်။နိုင်ငံတကာတိုင်ဝမ်အထူးသဖြင့်လုံခြုံရေးကောင်စီအနေနဲ့တုံ့ဆိုင်မနေပဲညညသောပူးပေါင်းဆောင်ရွက်မှုရှိတဲ့ချင်းကပ်မှုနဲ့စူပေါင်းအရေးယူဆောင်ရွက်ချက်များချမှတ်ရမှာဖြစ်ကြောင်းလုံခြုံရေးကောင်စီအနေနဲ့ကောင်စီရဲ့ဆုံးဖြတ်ချက်အမှန်2669ကိုအခြေခံကအရေးယူဆောင်ရွက်ချက်ကိုပို့ပြပြီး ။စောင့်ကြည့်လေ့လာမှုနဲ့စီရင်ခံမှုရန်တရားတို့ပါဝင်တဲ့ဆုံးဖြတ်ချက်ကိုထပ်မံချမှတ်ရန်ထူးလိုအပ်ကြောင်းနဲ့စစ်တပ်ထံကိုလက်နက်ခဲယံလေယာဉ်စီနဲ့ငွေကြေးထောက်ပံ့မှုများစီးဆင်းနေမှုတွေကိုချက်ချင်းရပ်တန့်ရမှာဖြစ်ကြောင်းထို့သောလောက်ဆောင်မှုအထွေထွေညီလာခံနဲ့လူခွင့်ရဲ့ကောင်စီဆုံးဖြတ်ချက်များလည်းရှိထားပြီးဖြစ်တာကြောင့်တိကျပြတ်သားစွာလောက်ဆောင်အောင်မှာဖြစ်တယ်လို့ဒန်မကြီးဦးကျော်မထွန်ကတိုက်တွန်းပြောဆိုလိုက်တာပဲဖြစ်ပါတယ်။